ါရှင်ဒီနေ့ကျွန်မဖတ်ပြမှာကတော့စာရေးဆရာမမဆန္ဒရဲ့လူဆိုတဲ့ဝတ္ထုတူလေးတစ်ပုဒ်ဖြစ်ပါတယ်ရှင်လူဝတာဟင်းဆိုတာတော်ရုံလူချက်နိုင်တာမှတ်လို့ကျွန်တော်နဲ့တွင်ပါလာတော့သုံးသက်သား40သားကြောင့်ဒေါ်သိန်းဤမျက်နှာအလိုလိုမော့နေသည်သုံးသက်သားကိုအတုံးကြီးကြီးလှီးပြီးမကြီးနှစ်လေးနဲ့ချက်မိထို့နောက်တငင်းသည်စားစိန်ကိုမပြရည်ချက်လေးနဲ့တို့ပြီး ဘုံမင်းဟင်းချိုချိုချိုလေးတောက်လိုက်ရရင်ဟွန်းနတ်တုတ်တာနဲ့တောင်းမလဲဘူးဘောသိန်းကပါဇက်ထဲတွင် ဆိုလာသောတတွင်းများကို မျိုးချလိုက်သည်နတ်တုတ်တာဟူသည်မှာဘလောက်အရသာရှိသနည်းမည်သူမှမသိသူချက်သောဝတ်သားဟင်းဘလောက်ကောင်းသနည်းဆိုတာကိုတော့သူ့ယောက်ျားနှင့်ကလေးတွေကကောင်းကောင်းသိသည်သူကဂန္ဓာလရစ်သွေးအနှဲငယ်ပါလာသောကြောင့်လားမသိဝတ်သားကို ကြိုက်လဲကြိုက်သည်အမျိုးမျိုးလဲချက်သက်သည်တခါတရံလဲပဲငပီနှင့်တရုတ်ချက်ချက်သည်တခါတရံလဲပုံရည်ချင်းနှင့်ဗမာချက်ချက်သည်တရတိခောက်နှင့်အချင်းချက်သောအခါလဲချက်သည်ကျက်တုန်ဤဥကြီးတွေကိုအလုံးလိုက်ထည့်ပြီးအိုးကြီးချက်သောအခါလဲချက်သည်ဘလို့ချက်ချက်ဝတားဟင်းချက်သောနေ့တွင်တအိမ်သားလုံးခေါင်းမဖော်သည်ရတော့အမှန်ငါဘဝမှာမသိရင် သူချက်တဲ့ဝတ်သားဟင်းရဲ့ရှိရင်ပြည့်စုံပြီနောက်ထပ်ဘာမှမလိုတော့ဘူးသူဤခင်မုန်းတဲ့ကပြောလို့ရှိသည်อืมအခုတော့သူဘဝမပြည့်စုံတာကြာရှာပေါ့တော့တဲ့ကဂရုဏာစိတ်ကလေးနှောကတွင်းပြုံးမိသည်ဟိုးအရင်ဝတ်သားဟင်းတပိတ်တာအစိတ်30အချိန်လုံးကတပတ်လင်နှစ်ခါသုံးခါလောက်စားနိုင်သည်နောက်တော့အာလူလေးရောလိုက်ကြောက်ဖြုံလေးလေးရောလိုက်မြက်ကလေးရောလိုက်နှင့်ရောရည်နှောရည်စားရသည အခုနောက်ပိုင်းတော့အယောနှောလေးနဲ့မင်းမချက်နိုင်တော့ဈေးထဲရောက်ရင်ဝက်သားဆိုင်ကိုကိုွေကိုွေရှောင်းရင်မကျင်နာလို့တော့မဟုတ်ပါဘူးမရှင်သာလို့ရှောင်းခွာရသူပါဟူသောတခြင်းကိုစိတ်แท้မှတတိယနေမိတတ်သည်မိသားစုသမင်းဝိုင်းတွင်တော့မပိရင်မှာပရိုတင်းဓာတ်အများဆုံးပါလေအစွမ်းရမှာလဲဗီတာမင်မှအပြည့်ဟုတွင်တွင်ပြောနေရသည်မှာအတော်ကြပါပြီ မနေ့ကတော့ခင်မွန်းတယ်က60တန်းနှစ်ရွက်လာအပ်သည်တန်ဖန်လေးရလာတဲ့မသိရင်ဝတ်သားဟင်းလေးချက်ပါအောင်ဟုပြောသည်ထို့နောက်မမိန်းမဝတ်သားဟင်းချက်နေမေးတော့မှဆိုလို့ပါဟုညီတန်းတွေ့သည်ဟွန်းဒီလိုသာတနေ့ကို60တန်းနှစ်ရွက်နှစ်ရွက်ပေးနေပါလားတနေ့တမျိုးမရိုးရအောင်ချက်ပြလိုက်စမ်းမယ်ရှာတယ်မကဘူးအရိုးပါလဲသွားရရစီဒီနေ့တော့ ဝသားလဲပါသည်တင်းင်းနီးစားစိန်လဲပါသည်အယိုးနီနီနှင့်ဂုံမင်းနှချောင်းလဲပါသည်ငံပြားရီချက်ရန်ကြက်သွန်ပြူနှင့်မြုပ်သီးစိမ်းများလဲပါသည်ရှားရင်းမျက်စိဖို့ဝသားဟင်းချက်ရတော်မူနေဆိုတော့လူကအလိုလိုရွှင်နေသည်ရှင်ရွှေမိတယောက်တော့ဒီနေ့ဘာဟင်းချက်မယ်မသိကျွန်တော်လေးဆွဲက မော်တော်မော်တော်လျှောက်လာရင်မှဒေါ်သိန်းကြီးသူဤစားဘက်တော်ဒေါ်မိကိုတတိယသည် ဒုံမီကသူနှစ်ခန်းချင်းကက်လျက်တွင်နေသောအိမ်ကြီးချင်းဖြစ်သည်ဒုံမီအရင်ကနေသွားသောပွဲစားလင်မယားနှင့်တော့ဒေါ်သိန်းကတိတ်ပြီးမတက်လှပြီပွဲစားကတော်ကတခါတည်းရန်သာရက်ွက်စေးသို့လာတတ်သည်ဒီစည်းကဘာပစ္စည်းမှလည်းစုံစုံလင်လင်ရှိတာမဟုတ်ဘူးညက်ပတ်လိုက်တာလည်းလွန်ရောတန်ငါးတွေကလည်းမလက်မဆက်ဟုပြောတတ်သည်ရှုံထူသောလမ်းတွင် ောက်ဖက်နဲ့လှလှလေးစီးပြီးဟိုးချီချရတော့မလို့ဒီချီချရတော့မလို့နဲ့နှာခေါင်းတရှုပ်ရှုပ်လုံးနေတတ်သဖြင့်ဒေါ်သိန်းသာမကတရက်ကွက်လုံးကတိတ်ပြီးကြည့်ရမရကြပေဒီရက်ကွက်ကအိတ်မတန့်ဘူးဟူသောမှတ်ချက်နဲ့တခြားရက်ကွက်ကိုပြောင်းသွားလေသည်နောက်ပြောင်းလာတော့ဒေါ်မီနဲ့အလွမ်းတင်သည်ယောက်ျားကလည်းကိုယောက်ျားလိုပဲရုံးလုပ်ငန်းမှလွဲ၍ဘာစည်းဝါးရေးကိုမှမလုပ်တတ်တော့သူတို့နှစ်ဦးကဘဝတူဖြစ်သည် ိုကလည်းကိုယောက်ျားကိုအားမရသူကလည်းသူ့ယောက်ျားကိုမကျေနပ်ယောက်ျားတွေကိုအားမရတော့လဲသူတို့ဟာသူတို့လည်းအပိုးဝင်ဝင်မရှာတတ်ဟာလဝါလည်းမထိုးတတ်တည်သည့်တနတ်လည်းမလုတ်တတ်အင်းကြီးလည်းမချုပ်တတ်ယောက်ျားတွေကလေးတွေယုံသွားကြောင်းသွားပြီးကို့ဘူမိနဲ့တန်လေးများကိုရှင်းလင်းသိမ်းဆီးဆေးကြောပြီးလျင်မဟင်းချက်လည်းဟုမင်းတူမီဖို့ကြောင့်တို့တူကူးကြသည်သူဟင်းကိုဟင်းပောင်းပြီး စကားတပြောပြောနဲ့ထမင်းစားသည်မှာစီးစိမ်တစ်မျိုးဟုဒေါ်သိန်းထင်သည်။သူနှစ်တော်မိတွင်ပြောစရာစကားတွေကမကုံနိုင်။စီစေးအကြောင်း၊ဆန်စေးအကြောင်း၊ဆွေမျိုးတွေအကြောင်း၊သားသမီးအကြောင်းလမ်းထိပ်ကလင်မယားအကြောင်းဈေးထဲကကုံစိမ်းတဲ့အကြောင်းအင်းရှိအင်းကကောင်မလေးအကြောင်းကျော်သူအကြောင်းမမိုးမြင့်အောင်အကြောင်းဒီနေ့တော့သူပိုင်းချက်မယ်မသိ။ဒေါ်သိန်းက ဒေါမီချက်မီဟင်းကိုမှန်းဆ၍ကြည့်မိသည်။သူမကြာခဏချက်တည်ရတော့ခင်းသည်နှက်ဖြစ်သည်။တခါတရံလဲမြစ်ကြော်သည်။မြင်းခွာရွက်လဲတုတ်လိရှိသည်။ဆမောင်ဟင်းကိုပြပြချက်ပြီးငပီတောင်းဆက်ဆက်လဲမကြာခဏထောင်းတတ်သည်။တခါတလေတော့လဲအာလူကိုမကြီးရင်နဲ့မစလာအုပ်ပြီးချက်တတ်သည်။သူဟင်းကောင်းလာရင်ဘဲဥကြော်ပေါ့။ခင်းကျင်နေငပီချက်ပေါ့။တော့သိန်းကချင်းတော့ငုံငဲ့၍ကြည့်သည်။ သုံးတပ်သား40သားကသူ့ကိုပြုံး၍ပြနေသည်ဒီလိုဟင်းကောင်းချက်တဲ့နေဆိုရင်အင်းဟာလူကြီးကသမင်းဘူးလေးထည့်ယူခြင်းရှာမှာပဲอืมကလေး3000ကိုပါသမင်းဘူးထည့်ပေးလိုက်ရရင်ဘာကြံမှာလဲညနေကြတော့လဲဝတားဟင်းလေးမြောက်မကြံဘူးလားလို့သူတို့ပဲမေးကြအောင်မယ်စားကြင်ကြအောင်မယ်ဒေါ်သိန်းဒီဝတား40သားကိုစိတ်ထဲတွင်ဝေချမ်းရေးလုပ်ရင်အတန်ငယ်စိတ်ညစ်သွားသည် ဒီပုံစံဆိုရင်ငါငါတောင်တရုံးတစ်ဖက်အနိုင်နိုင်စားရမယ်။အိမ်ဝတွင်စီးကြိုသောသမီးလက်မကချင်းနောင်နဲ့ငုံကြည့်ရင်အမေဝတ်သားဝဲလာတဲ့ဟေးဟုဝင်းသားအားရဩသည်။သူကစိတ်ထဲတွင်ထိတ်ကနဲဖြစ်သွားပြီးအလက်မ၏ခေါင်းကိုတောက်ခနဲလှမ်းခောက်သည်။မဖြစ်လို့လေအမေရဲ့။ဘာဖြစ်ဖြစ်အော်မနီနဲ့သူကဘောက်ဆက်ဆက်ပြောသည်။တစ်ဖက်ခန်းကိုစိုးရိမ်မကင်ကဲရကြည့်သည်။ တော်ပါသေးသည်သူထက်အရင်ဈေးကပြန်ရောက်ပြီးမယုတ်တီတဒုံဒုံထောင်းနေတော့တော်မီကကြားပုံမရ။သူကဟိုဘက်ခန်းကနေပြီးခါတိုင်းလိုပဲအမသိရင်ဘာရခဲ့လဲလို့လှမ်းမိနေ။မဘလို့ဖြေရပါ။ဝတ်သားလူများအမှန်တိုင်းပြောလိုက်ရင်စားချိန်တန်လို့ကတော့ပကံကင်ပြီးရောက်လာမှာပဲ။တယောက်စားစိုးလဲနေတာမဟုတ်ဘူး။ကိုအင်ကိုဝင်ဖြစ်တော်လဲဒေါ်သိန်းဒီမိဖို့ကြောင့်တို့ချေဖို့နင်း၍ဝင်လာခဲ့မိသည်။ ီနေ့တော့စောစောစီးစီးစားနေရမယ်။ဟင်းအိုးကိုကျောင်းအိမ်အောက်ထပ်ထည့်ထားပြီးစာလာနဲ့စားနှင်လိုက်ပြီလို့ပြောရမှာပဲ။ဟွန်းကျွေးတော့ကျွေးကျင်ပါလေလေဒါပေမဲ့တော့သိန်းကပင့်သက်လေးကိုမတိမတားရှိုက်ရင်အတန်တိတ်စတဲ့လှုပ်ရှားသည်။ခါတိုင်းလုံးအိုးတွေခွက်တွေကိုတကြောင်ကြောင်တကြင်ကြင်မမြည်စေရပဲအတိထားပြီးကြိုင်သည်။အမသိန်းရင်ဘာချက်နေလဲဟူသောမေးတံကိုဘယ်တော့ကြားရမလဲဟု စိုးရင်စိတ်နဲ့ရင်တဲတဲခုံနေတော်လဲဥပက္ခန်းကဒေါ်မီကလည်းတိတ်ချက်သားကောင်းနေသည်အခါတိုင်းလိုဟဲ့ဟိုကောင်လာစမ်းဒီပဲမပေါက်တဲ့ရေးဆေးလိုက်သမီးကအမေကိုကြက်တုံကြီးနှလုံးလောက်နှွားပေးစမ်းစတော့အတန်များကိုပဲမကြားရဝတားဟင်းအိုးက new eb စီပြန်လာတော့အသင်းသင်းမှွေးလာသည်အတန်ကတိတ်လို့ရတော့လဲအနက်ကိုတော့ထိမ့်ချုပ်ရမရပြီသို့တော်လဲသူစိုးရင်တလို့ ။ဘာဟင်းချက်နေလမ်းမရေဟူသောအတန်ကိုတော့မကြားရပဲ။မဆလာနဲ့မှုလာတယ်လို့လို့ထင်မိ၍ဒေါ်သိန်းဆိတ်ရှုပ်သွားသည်။ဝတာအိုးကိုတော့သူရောက်မှားပြီးမဆလာခက်မိဟန်မတူပါ။ထို့နောက်မှဧကန်နာတော့ဒေါ်မီတယောက်အာလူဟင်းကိုမဆလာအုပ်ပြီးထင်သည်ဟူတွေ့ရင်ပြုံးမိသည်။ဘူဘူနင်းနေဝတာအိုးကိုကြောင်ရင် အောက်ထက်တွင်လက်နှီးခုရထက်လိုက်ပြီးတော့ခါရင်ကဒေါ်သိန်းအတန်ငယ်ဆိတ်လုံသွားသည် mi bộ chàng ngồi giấu tiệc cứ là gì ông nọ heo ô của rọ lười được cùng mình nhìn này ừ ngàn này mà câu này là nó mà con nào của mà câu mà nó ti bà đấy là vì mình vẫn đang này ngủ rồi tay ngạ tập yên trả đi hiện chỗ ô đây chắc tôi nhìn ba ba đi thế cô hiện thế tôi hiện của bố bị say quần ra là đi đây đây say say này ba đi miếng chân này ba lấy mẹ chắc bị là ê ê chắc bị သားတော့မယ်နော်ဘူးထည့်သွားမယ်ဆိုသားရဲ့အိမ်မှာလဲစားသွားကြင်သေးတယ်ကဲကဲစားနောက်ဖေးတွင်ခတ်တိုးတိုးပြောနေတော့သူတို့သားမိအတန်ကိုကြားတော့ဒေါ်သိန်းမျက်လုံးကျဲသွားသည် သူ့စိတ်ကိုသူမသိမီပါးစပ်မှနေပြီးဘာဟင်းချက်လဲမမိရဲ့ဟုနမိမိသားဖြစ်သွားသည်ဒေါ်မီဖြေတံကိုချက်ချင်းမကြရတအောင်လောက်နေမှ ယင်းသည့်နှက်ကလေးပါဟူသောအတန်ကိုရိုင်းနေနေကြားရသည်ခတိုင်းလိုအမသိန်ရောပါချက်ဟူသောစကားကိုလည်းဆက်၍မမေးကြည်ဟွန်းဤကနာရောဤကနာပဲတော့သိန်ရင်ထဲတွင်တော့မအီမလဲဖြစ်သွားသည်ခင်းသည့်နှက်ဆိုတာမဆလာအုပ်ဆရာဟင်းမှာမဟုတ်တာခုနတော့ကမဆလာနဲ့ရလိုက်တယ်မတင်ကမှုဒီဂရီသည်တော့သိန်ဦးနောက်ထဲတွင်တရရိတ်တက်ပြီးပူလာသည်မဟုတ်နိုင်ဘူး ကျန်းသီးနှတ်တော့လုံးဝမဟုတ်နိုင်ဘူး။ဒေါ်သိန်းကမိဖို့ထဲမှာမိသွေးတုံးညီညီရဲရဲများကို စိုက်ကြည့်ရင်သူဟင်းကိုဟင်းလှဲပြီးစားကြသည်ကိုသတိရမိသည်။အခုတော့ဒေါ်မီတယောက် သူ့ပေါ်တွင်မရိုးသားတော့ဘူးဟုကောက်ချက်ဆွဲပြီးပခန့်ကျင်စိတ်တွေပွားလာသည်။သူကတိကျင်စိတ်ကိုကြကြထား၍မရ။သားတွေသမီးတွေကြောင်းသွားသည်နှင့်ခါတိုင်းလိုရှင်းလင်းစေကြောမနေပဲနောက်ဖိတ်ကပြင်းမှပတ်ပြီးဒေါ်မီဤမိဖို့ကြောင့်ကူလာခဲ့သည်။ ကျောင်းသွားကြသည့်သားသမီးတွေကိုအိမ်ပေါက်ဝမှမျောကြည့်ကြံရသောဒေါမီကျောပြင်ကိုအသာလှမ်းကြည့်ရင်ခင်အိုးကိုဝေဝဲရှာသည်ကြကြတော့မရှာရမိသွေးမိဖို့ဘေးကအုတ်နီကဲပေါ်တွင်ချထားသောဒံအိုးကိုတွေ့ရသည်ခတ်သက်သက်အနားကပ်ပြီးအဖုံးဖွင့်ကြည့်လိုက်တော့တင်းတင်းပြန့်ပြန့်မဆလာနှံ့ကမှွေးထွက်လာသည်အိုးထဲတွင်တော့စက်သားတုံးဝင်းဝင်းဝော်ဝါလေးများကြည်စန်းကြည်စန်းဒါကြောင့် တော့သိရင်အုံနောက်တို့သည်ယေရှုမှတ်တို့ရုတ်တရက်ရောက်သွားကြသည်ဟင်ရှင်ရွှေမိရှင့်ခင်းသည်နှက်ကလည်းအရိုးတွေအသားတွေနဲ့ပါလားဟုခုနှစ်တန်းချီပြီးခစ်လိုက်ခြင်းစိတ်ပေါ်လာတော့လဲသူ့ကိုယ်သူချက်ချင်းထိန်းကဒံအိုးကိုအတန်မမီအောင်ဖုံးလိုက်သည်ထို့နောက်မိဖို့ကြောင့်တဲ့သို့ဒေါ်မိပြန်ဝင်လာပြီးနောက်ဖေးပေါက်မှပြန်ထွက်ခဲ့သည်သူ့ဟင်းလေးကမှွှင်းနေတာပဲတဒုံးတစ်ဖက်လောက်တော့စားကြင်သားဟုတွေ့ရင် ကြောင်အင်းထဲမှဝက်သားအိုးကိုစောင့်ကြည့်သည်။အမင်းစားချိန်ရောက်တော့ဒေါ်သိန်းသည်အတန်ကိုအတန်ငယ်မြင့်ပြီးရှင်ရွှေမိရေဒီနေ့တော့ဟင်းကောင်းတော့ဝက်သားကိုမကြီးနှစ်နဲ့နှက်တယ်စားကြစို့ဟုလမ်းရွေပြောလိုက်သည်။ဒေါ်မိသည်ခိတငိမ့်နေပြီးမှခန်းကြတာပဲမသိရင်ကျမကလည်းကြက်သားဟုခက်ရွှင်ရွှင်လေးပြန်ပြောလေသည်။မဆန်တာ အဆုံးထိနာတော်တာဆင်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်